ရိုးစားမှုတွေကိုတက်တည်ပြဖို့အကောင်းဆုံးပြင်ဆင်ထားခဲ့ပေမဲ့ရီမန်းချက်တွေပြည့်စည်ခဲ့တဲ့တန်စင်ဘဝမှာရီမန်းချက်တွေပြည့်စည်ခဲ့ကြဘူးသလိုယူရချက်တွေလည်းဆုံးရှုံးခဲ့ကြဘူးမှာပါကိုဘကဖြစ်ချင်းခဲ့တဲ့ဆန္ဒတွေဖြစ်မလာတဲ့အခါမထင်မှတ်ပဲပြည့်စည်သွားရတဲ့အခါမျိုးတွေမှာဆိုရင်ဘယ်လောက်ထိခံစားခဲ့ကြရလဲဆိုတာကိုယ်တိုင်တွေ့ကြုံမှုသူတိုင်းနားလည်ပါလိမ့်မယ်လူတိုင်းမှာအနာဂတ်တွေကိုစီရှိခဲ့ကြသလိုအနာဂတ်တွေပြည့်စည်ဆုံးရှုံးသွားတဲ့အခါတချို့တွေဆိုရင်ဘဝတွေပါပေးဆပ်လာရတဲ့အထိဖြစ်ပေါ်ခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါ အဲဒီလိုလူသားတွေထဲမှာတန်းစင်ဆိုတဲ့လူငယ်ဖိုက်တာလေးတယောက်လည်းအပါဝင်ဖြစ်ပါရည်တန်းစင်ရဲ့အသက်ဟာအခုမှ20ဆိုတဲ့အရွယ်မှာရှိသေးပြီးလူငယ်တယောက်အတွက်တက်လန်နေအများကြီးနဲ့လှပတဲ့အနာဂတ်ကိုဖန်တီးကြိုးစားခွင့်ရှိနေခဲ့တဲ့အသက်အရွယ်တစ်ခုပဲဖြစ်ပါရည်တန်းစင်ကိုယ်တိုင်ကလည်းသူ့ရဲ့အနာဂတ်အတွက်ရည်မှန်းချက်တွေကိုအကောင်းဆုံးအကောင်အထည်ဖော်နေခဲ့တာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပြီးကြိုးစားမှုနဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အားထုတ်နေခဲ့သူလို့ပြောရင်လည်းမှန်ပါလိမ့်မယ်တန်းစင်ဟာဝမ်ချန်ပီယံရှစ်ပွဲမှာချန်ပီယံခပတ်ကိုဆုတ်ခွေးဖို့အတွက်အားခဲထားသူတစ်ယောက်ဖြစ်ပြီးပြတ်မှတ်ထားနေခဲ့သူလည်းဖြစ်ပါရည် သူရဲ့ဝမ်ပွဲဥရက်တွေကတော်တော်လေးကောင်းမွန်ခဲ့တာကိုမြင်တွေ့ထားခဲ့ရပြီးပြိုင်ဘက်တွေကိုလည်းထုနေကြည့်ဇက်တိုက်အနိုင်ယူပြခဲ့သူပါအဲ့လိုပဲအလားလာကောင်းနေပိုင်ဆိုင်ထားတဲ့လူငယ်တယောက်ကိုတာခဲရူလိုကိပောင်စင်ချန်ပီယံတယောက်နဲ့တပွဲတလန်ကင်းဆန်းစီခဲ့တာဖြစ်ပါလေတာခဲရူလိုဖိုက်တာကိုဖင်တိုင်ရဲ့ကြောက်အောင်ထိုးပြသွားခဲ့တဲ့တန်းစီရဲ့လက်သီးချက်ကပရိသတ်တွေကြောင့်မရောမွေထိုင်းချန်ပီယံရော့ထန်ကိုပါအံ့အားတင့်သွားစီခဲ့တဲ့အထီးဖြစ်သွားခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါစူရီယန်လက်နဲ့ပွဲစဉ်မှာလည်းအကောင်းဆုံးကစားပြနိုင်ခဲ့တာကိုမြင်တွေ့ထားခဲ့ရပြီးတကွအမားကနေပြိုင်ဘက်ကိုပြန်လဲအရှုံးပေးသွားခဲ့ရတာဖြစ်ပါလေ ဒါခဲရုဆူရီယန်လက်ထုလိုဖိုက်တာတွေနဲ့အကောင်းဆုံးရှင်ထိုးပြခဲ့တဲ့တန့်စဉ်ကိုအခုတစ်ခါမှတော့ပတ်စုခွန်ဘေးလိုဖိုက်တာနဲ့ဝမ်ဘက်ကပွဲတည်ပေးထားခဲ့တာပါ။နောက်ပွဲစားရှုံးပွဲအတွက်အကောင်းဆုံးပြန်လည်ရုံထားပြဖို့ကြိုးစားနေတဲ့တန့်စဉ်အတွက်ကန်ဂျမာကအခွင့်အရေးမပေးသေးဘူးလို့ဆိုရမှာဖြစ်ပြီးပတ်စုခွန်မင်းနဲ့ရှင်ပြိုင်သွားမယ့်တန့်စဉ်ရဲ့ပွဲစဉ်ဟာပွဲပြတ်သွားခဲ့ပြီဖြစ်ပါရီ။ ။ဘတ်စုကမီးကိုယ်တိုင်ကသူ့ရဲ့အကောင်ကနေတဆင်တန်းစင်နဲ့ထိုးရတော့မှမဟုတ်တဲ့အကြောင်းအတည်ပြုလိုက်ပြီးတချိန်ထဲမှာပဲတန်းစင်ဟာဈေးစီးမှုဆိုင်ရာပြဿနာရှိနေတဲ့အကြောင်းဆရာဝန်ကပွဲဆက်ထိုးဖို့ထောက်ခံကြမပေးတဲ့အကြောင်းကိုလည်းရှင်းပြသွားခဲ့ပါရီ။ဒါဟာတန်းစင်အတွက်တော့စိတ်မကောင်းစရာသတင်းတစ်ခုဖြစ်ခဲ့ပြီးဒီပွဲစဉ်ကိုတေချာလေးအာရုံစိုက်ပြင်ဆင်ထားခဲ့ပြီးကမှအခုလိုဖြစ်ပြတ်သွားခဲ့တာကတန်းစင်ကိုယ်တိုင်လည်းတော်တော်လေးဝမ်းနည်းနေခဲ့မယ်ထင်ပါရီ။သူ့ရဲ့ Facebook အကောင့်မှာအားလုံးကိုတောင်းပန်ပါတယ်ဆိုပြီးရေးသားဖော်ပြသွားခဲ့ပါရီ။ဒီကိုယ်တိုင်ကလည်းဒါမျိုးရင်ဆိုင်ကြုံတွေ့ခြင်းမှမဟုတ်တလို့အခုလိုဖြစ်လာလိမ့်မယ်လို့တွေးထားမိခဲ့မှလည်းမဟုတ်ပါဘူး။ အခုလိုအခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေခဲ့ကြချိန်မှာလေတန်းစင်ဟာပွဲထိုးဖို့တောင်းပန်ပြီးပြောဆိုခဲ့ပေမယ့်ဝမ်ဘက်ကတော့လက်မခံခဲ့ပဲပွဲဖြတ်ဖို့ကိုပဲဆုံးဖြတ်သွားခဲ့တာဖြစ်ပါရီဘတ်စုခွန်မင်းနဲ့ရှင်ပြိုင်သွားဖို့ပြင်ဆင်မှုတွေပြုလုပ်နေတဲ့အချိန်မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလီရင်ဘေးသင့်ပြည်သူတွေအတွက်တန်းစင်ဟာကိုရိုင်းကိုကြကူညီထောက်ပံ့မှုတွေကိုပြုလုပ်နေခဲ့တာပါအစားတော့ရေတန့်စရာတွေအပြင်လူကိုယ်တိုင်းမြေပြင်ထိစင်းပြီးကုညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတာပါ ကိုညီထောက်ပံ့မှုတွေပြီးပွဲရနာနီးတဲ့အချိန်မှာဒိုင်းနိုင်ငံကိုထွက်ခွာသွားခဲ့တာဖြစ်ပြီးတန်းစင်တယောက်ဘတ်စုခုံမင်းနဲ့ပွဲစဉ်မတိုင်ခင်မှာအဆင်မပြေမှုတွေဆက်တိုက်ကြုံတွေ့ထားခဲ့ရတာပါတပါးသူအပေါ်မှာကိုညီရတဲ့တန်းစင်အတွက်တော့အခုလိုပွဲပြတ်သွားတာဟာစိတ်မကောင်းဘူးလို့ပြောရမှာဖြစ်ပြီးတန်းစင်နေနဲ့အချိန်ယူကူတာမှုခံယူပြီးအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါရစေ ကျွန်တော်တို့ရဲ့ page ကိုလည်း like ခံ follow လေးမနဲ့ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအစုံနှိပ်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ